ော်တိုင်းပြောကြသွားပြီငါတို့ကန်ကောင်းတာငါတို့ကန်ကောင်းတာငါတို့ကန်ကောင်းတာမြေလေ300လောက်ပါသွားတယ်။အော်မြေ300လောက်ပါသွားလား။အော်မိသားစုအဆုံးရောရှိရဲ့။အဲ့တော့တီမလာနေလေ။အော်တေတာက၄ရောက်။အေးဒူမန်နဲ့ကတေရ၄ရောက်။မက်ရှလာ28ရက်နေ့ကမြမပြည်အလဲပိုင်းဒေတာကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးတန်းကို အပြင်းထန်ကြုံတွေ့ခဲ့ရတဲ့ဒေတာတွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းကကဘာကျော်အင်းလေးဒေသလည်းပါဝင်ခဲ့ပါတယ်။လှေကိုခြေနဲ့လှောက်ခတ်တာနဲ့အတူအင်းလေးဒေသရဲ့အမှတ်လက္ခဏာရေပေါ်အိမ်တွေဟာအခုဆိုငလင်ထံကြောင့်တချို့ကျေးရွာတွေဟာရွာလုံးကျွတ်နီးပါးထိခိုက်ပျက်စီးခဲ့ရပြီးလူအသေးအပြောက်လည်းများပြားခဲ့သလိုလက်ရှိအချိန်မှာလည်းရေပေါ်အကူအညီတွေလိုအပ်နေပါတယ်။ကလေးလောက်ခဲ့ပြီး၄ရက်ကျော်ရှိလာချိန်မှာအင်းလေးဒေသအတွင်းတေဆုံးသူ၁၀၀ကျော်ရှိနေပြီးပျောက်ဆုံးနေသူအများပြားလည်းရှိနေပါဗျ။လက်ရှိချိန်မှာလူနေအိမ်ပေါင်း၃၀၀နီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီ လက်တလုံးမှာတော့အခြေခံစားတောက်ကုံထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေနဲ့ငလင်ဒန်သိန့်ဒေသခံတွေကပြောပါဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ကတော့နှစ်ဦးပေါ့နော်။တခြားရွာကြီးအသာဝင်ဆိုရင်တော့အဲ့မှာတရာတို့လောက်တော့ဖြစ်သွားပြီပေါ့။ဒါပေမဲ့နောက်က20နိုင်သေးတဲ့အလောင်းတွေလည်းရှိသေးရပေါ့နော်။ အောင်ပြောက်ဆုံးနေဆိုတာကရေသေးမှပဲပျောက်ဆုံးနေတာပေါ့နော်ဒီရေပေါ်အိမ်လေးဆိုတော့ရေသေးပဲပြတ်ပြတ်ပြောမှပျောက်ဆုံးနေတာပါရှင်အောင်ပြောင်းလဲသူကရေလုံးရမ်းလေးပြန်လဲလိုအပ်တယ်ပြီးတော့ကုကလောစေဆိုရင်တော့ဒီနေ့ခိုင်းသာတောင်းမှုအတွက်ပေါ့နော်အဲ့မှာရေပေါ်ဆိုတော့အိန္ဒိယရေပေါ်ကိုပဲပြတ်ပြတ်သွားတာဆိုတော့ရှိတဲ့ရေခါသာနာရေခါတွေလည်းရေသေးပါကုန်တာဆိုတော့လေအင်းလေးဒေတာမှာလက်ရှိချိန်ထိနေရောညပါငလင်ငယ်တွေလည်းနောက်ဆက်တွဲလှုပ်ခတ်နေတယ်လို့လည်းဒေတာခဏိကပြောပါဗျာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းရေကြီးမှုဖြစ်စဉ်မှာလည်းအင်းလေးဒေသဟာအထိခိုက်များခဲ့ပြီးနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။ရေကြီးမှုကြောင့်ထိခိုက်ခဲ့ရတဲ့နေအိမ်တွေကိုပြန်လည်တိဆောက်ပြီးကာစားမှာအခုငလင်တန်ကြောင့်ထပ်မံဆုံးရှုံးခဲ့ရသလိုနှစ်ပေါင်း100ကျော်တက်တန်းရှိတဲ့နေအိမ်တွေလည်းပြိုကျပျက်စီးသွားတဲ့ထဲမှာပါဝင်တယ်လို့ဒေသခံတွေကပြောပါရယ်။ဒီတော့ခါမှလည်းမထုတ်ဘူးဘူး။အဲ့ခါကုလူမျိုးအာအကုန်လုံးအပြည့်စည်းကြဘက်ထွဲပြီးတော့လေပေါ်မှာပဲလောလောဆယ်ကလေပေါ်မှာပဲညာလည်းလေပေါ်မှာပဲအိုင်နေတယ်တိ အင်းလေးဒေတာမှာငလင်တန်ကြောင့်ပျက်စီးမှုဓာတ်အများဆုံးခံရတာတော့ကေလာအုပ်စုကျေးရွာတွေဖြစ်ပြီးလူအသေးပြောက်လည်းအများဆုံးဖြစ်ခဲ့ပါတယ်။ကေလာအုပ်စုကျေးရွာတွေမှာနေအိမ်ပေါင်း1000ဝန်းကျင်ရှိပြီးအဲ့ဒီထဲကမှအိမ်150ကျော်ပြိုကျပျက်စီးခဲ့ပြီးကြံနေအိမ်တွေလည်းထိခိုက်ခဲ့ပါတယ်။ဒါအပြင်ကြာတော့ရွာနန်းပန်ပေါက်ပါ အိုင်ထောင်ကြီး ရှေးဝါကြီးတလဲဦးအင်းရွာညောင်ဝန်းစတဲ့ကျေးရွာတွေမှာလည်းရွာလုံးကျွတ်နီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။ ကဒီရေမျက်ပိုင်းပေါ့နော်သူတို့ရေကြွားလေပဲရေမျက်ပိုင်းမှာပဲရှိသေး။ငါတို့လုပ်တဲ့ဆင်းမှာသူတို့ဘက်ကဒီဆက်ပြင်းလာနေတဲ့အချိန်ဖြစ်တော့ကြားလိုက်တာတွေလည်းပါတယ်လို့တော့ပြောပါတယ်ရှင်။ငလင်ဘေးကနေလွမြောက်လာသူတွေကတော့လက်ရှိချိန်မှာရေမျောကျွန်းတွေကကုန်းတွေပေါ်မှာတဲထိုးနေထိုင်နေရပါတယ်။ ဒါအပြင်ငလင်ထံတင့်နေတဲ့အချိန်မှာပဲအင်းတောင်ဘတ်ချန်းကကြေးရွာတွေကိုစစ်ကောင်စီနဲ့ပအုပ်ပြည်သူစစ် PNA တို့ကဒရုန်းနဲ့လက်နက်ကြီးတွေနဲ့မတ်လ30ရက်နေ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အတွင်းရှိအင်းလေးဒေသဟာမြန်မာနိုင်ငံရဲ့ထင်ရှားကျော်ကြားပြီးအရေးပါတဲ့ခီးတွားဒေသဖြစ်ပြီးကမ္ဘာလက်ခီးတွားတွေလည်းလာရောက်ရာဒေသလည်းဖြစ်ပါတယ်။